အဲ့ဒါဆိုတော့တို့ပုံညာမမကဝဲသူဖွဲ့သားများကအမြဲတမ်းဆုံးကတ်တိုင်းဆုံးကတ်တိုင်းမှာနှစ်စဉ်ဆုံးကတ်တဲ့ဆုံးကတ်လာတာအချိန်ပေါင်းက73ချိန်ဖြစ်ပြီဆိုတော့မိမိတို့မှာနှစ်စဉ်နှစ်စဉ်ဒါမပြတ်လေးကျက်အပ်တဲ့အာစိန်ကံကုသိုလ်ဒါကိုလည်းပဲတို့တော်စင်များ လောကကြီးထဲမှာနေတဲ့အခါကောင်းတဲ့အရာတွေနဲ့ပဲစုံစုံ မကောင်းတဲ့အရာတွေနဲ့ပဲကြုံကြုံပေါ့ကြုံလာသမျှအရာအလုံးမှာ မိမိတို့နစ်စင်နစ်စင်ပြုထားတဲ့ဒီအာစိန်တကံကုသိုလ်ကို ပြန်လဲပြီးတော့အမှတ်ရနော်အဲ့ဒါဆိုတော့လောကထဲမှာကတော့ဒုသရောစင်များလောကထဲကိုဘယ်သူမဆိုရောက်လာတဲ့ကိုကလောကရန်ဆိုတာရှိပြီးသားနော်လောကရန်တရားကလူတိုင်းတွေ့မှာပဲနော်အဲ့ဒါဆိုတော့ဒီလောကရန်တရားတွေနဲ့တွေ့တိုင်းတွေ့တိုင်းကိုကမပြတ်လေ့ကျက်တတ်တဲ့ဒီအာစိန်တကံအော်ငါတို့နစ်စင်နိုင်ငံတော်ပရိယတ်ဒီတာနာတက်ကတော်ကြီးရဲ့အတွင်းမှာ ွန်းနေသွားကတ်ခဲတာဒီကုသိုလ်ကိုအိယဝင်တိုင်းအိယထာတိုင်းကိုကအမှတ်ရတိုင်းအမှတ်ရတိုင်းဒါကုသိုလ်ကတိုးစီတာကုသိုလ်ကကုသိုလ်တိုးစီတာအဲ့ဒါကြောင့်ဒါမပြတ်လိကျရတဲ့အာစိန်တကံကုသိုလ်ဒီကနေ့ရဒုသူတော်စင်များကအဲ့ဒီမပြတ်လိကျရတဲ့အာစိန်တကံကုသိုလ်ရသည့်အပြင်ဒီကနေ့ဒုသူတော်စင်များထပ်ပြီးတော့ရတာဒီပါလဲလို့ဆိုရင် ကာလဒါနဆိုတဲ့ကုသိုလ်ဖြည့်ဆည်းမှုပြီးတာเนาะဒီနေ့ဒီနေ့သာထူးထူးဆန်းဆန်းတို့တော်ရှင်များထူးထူးခြားခြားပေါ့ဖြည့်ဆည်းမိတာဒီဘာလဲဆိုရင်ကာလဒါနကုသိုလ်ရတာဘာရတာတော့အဲ့ဒါအပေါ်ရတာနှစ်စင်နှစ်စင်ကတ်ခဲ့တာပဲဒါပေမဲ့အဲ့ဒီနှစ်စင်နှစ်စင်ကတ်ခဲ့တာကဟိုဘက်ကတီးတီးငိမ့်ငိမ့်နဲ့အေးချမ်းချမ်းနဲ့လူတွေတို့တော်ရှင်များပုံမှန်သွားလာနေထိုင်တဲ့အချိန်မှာ နောက်တန်ဃာတော်အရှင်သူမြတ်တွေမှာပုံမှန်တို့တော်ဇင်များဆုံးဖုံးပေးနေရတဲ့အချိန်ကာလမျိုးမှာကတ္ထာသည်အဲ့လောက်ကာလဌာနလို့ပြောလို့မရအခုချိန်မျိုးမှာ တို့တော်ဇင်များကတ်တဲ့ဆုံးသည်ကာလဌာနဖြစ်တာဘာဖြစ်တာတော့အဲ့တော့ဆိုတော့ဒုဒကမဝတိဒီနှစ်လိုနှစ်မျိုးမှာဆိုရင်ဒီနိုင်ငံတော်ပရိယတိဌာနတက်ကတော်ကြီးရောက်အောင်ဆွန့်လာကတ်ဖို့ရအတွက်အခက်အခဲမျိုးမျိုးပါလို့ကြော်ဖြတ်ခဲ့ရတာ ဟုတ်တယ်မလားအဲ့ဒါဆိုတော့တို့တကတော်မတွေကလည်းပဲဒီဆွန်ကပ်ဖို့ရအတွက်အခက်ခဲမျိုးမျိုးကိုကြော်ပြီးတော့မှငါတို့ရောက်အောင်သွားမယ်ဆိုဒီဆွန်ရောက်အောင်လာကတ်တယ်အဲ့ဒါတို့တို့ကအခက်ခဲကိုကြော်ဖြတ်ခဲ့တယ်နောက်အဲ့ဒီတို့တော်စင်များအခုလိုခေတ်ကာလမျိုးတွေမှာဆိုရင်ဘုဇတို့ဒါနိုင်ငံတော်ပြည်သည့်သာနာတက်ကတော်ကတော့ပုံမှန်ဆွန်ကပ်နေတဲ့အကြတဲ့ရှိတာဆိုသိမ့်မသိတာဘူးပေါ့လောကထဲမှာရှိနေတဲ့တန်ဃာတော်ရှင်သူမြတ်တွေ တခြားတရားသာသင်တိုင်းမှာရှိနေတဲ့ကတော့ရှင်သူမြတ်တွေသိတိတာလားเนาะဥဇဏုဒါရရံကဲတောင်ကြောင့်မဟုတ်ရံကဲတောင်ဆိုဥဇဏုရဲ့ကြောင်းတိုက်တွေရှိတယ်အဲ့ဒီဘက်ဆိုတော့ဆွန်းနေပါလေဒါတော်တော်ခက်ခဲလာတဲ့အခြေအနေပေါ့ဒီလိုအခြေအနေမျိုးမှာကတ္တာဒီဘာလဲဆိုရင်ကာလဒါနဖြစ်တယ်ဘာဒါနအဲ့ဒါဆိုတော့အခါကိုတိလူတုံလင့်အနှင့်ကောင်းကျိုးရတော်တော်များများက ဝါဇိုချိန်မှာဝါဇိုသင်္ကန်းကတ်တယ်ဆိုကာလဒါနကထေရသည်မှာကထေသင်္ကန်းကတ်တယ်ဆိုရင်ကာလဒါနဒီလောက်ပဲတော်တော်များများကသိတာဒီလိုခက်ခဲတဲ့ချိန်မှာလိုအပ်နေတဲ့ချိန်မှာခက်ခက်ခဲခဲနဲ့ငါတို့မရောက်ရောက်အောင်သွားမယ်ဆိုပြီးတော့စိတ်ဇဲတင်းပြီးတော့မှအခက်ခဲကြော်ဖြတ်ပြီးတော့ရောင်းအောင်ကတ်တဲ့ဆုံးမျိုးကလည်းကာလဒါနပဲအဲ့ဒါဆိုတော့ကာလဒါနကညာကြီးပေါ့လေလမ်းသွားလမ်းလာရင်းနဲ့ခက်ခဲနေတယ်တကယ်ကြုံကြိုက်နေတယ် အဲအဲ့ဒီအခါမျိုးမှာကိုကဆွမ်းနိုင်တဲ့မြတ်လူရဒါကလာဒနာပဲနောက်တန်ဃာတော်ရှင်သူမြတ်ဒီကိုကနေပြီးတော့လမ်းမှာတွေးလိုက်တယ်ဓမ္မပုတ်လို့ချင်းရယ်ပဲဆိုင်မှာတွေးလိုက်တယ်ဘုရားနာယီကြည့်လိုက်ပြန်တော့လည်းပဲနာယီကတိတ်မလို့တော့တဲ့အခြေအနေမျိုးမှာအဲဒါမျိုးတွေမှာကိုကကြုံကြိုက်တဲ့အခါမှာကတ်တာလဲဒါကလာဒနာပဲအဲ့ဒါတိတ်ပြီးတော့ဒီကြည့်တာကလာဒနာလीအဲ့ဒါဆိုတော့ကလာဒနာအပြင်ကနောက် ရသော်ပြားချင်းကိုတော်မြတ်ကြီးခွဲခြားပေးခဲ့တာကအချိန်ကာလ၄မျိုးပေါ့လေနံပါတ်၁ရာဝကာလီကနံပါတ်၂ရာမကာလီကနံပါတ်၃ကတတဟကာလီကနံပါတ်၄ကရာဝဇီဝကဆိုပြီးတော့အချိန်ကာလ၄မျိုးကာလဒါနဖြစ်အောင်ဒကာတော်မတွေကာလဒါနကုသိုလ်ရဲ့ဆွမ်းအားရရှိခြင်းလို့ချိန်၄မျိုးသတ်မှတ်အဲ့ဒါဆိုတော့ရာဝကာလီကဆိုတာမနခင်ပိုင်း၁၂နာရီအတွင်း လှူဒန်းရမယ့်အရာမျိုးတန်ခါတော်ရှင်သူမြတ်တွေတွေ့လာပြီဆို12နှစ်ရအတွင်းမှာလှူဒန်းရမယ့်ဆွမ်းအစကြီးတဲ့အလှူဒါနာမျိုးကိုလှူဒန်းနိုင်ပြီဆိုရင်ကာလဒါနာနောက်တကယာမကာလီကဆိုတာနောက်နှစ်မနဲ့အာယုံမတက်မီအတွင်းမှာဖုံးပေးနိုင်တဲ့အဖျော်ကြီးစတာတွေကိုကတ်လို့ချင်ပါတော့ကာလဒါနာဖြစ်တဲ့နောက်တကတို့သူတော်စင်မြတ်တတဟာကာလီကကို9ရက်အတွင်းမှာ သုံးဆောင်နိုင်တဲ့အရာမျိုးဘာလဲဆိုလို့ချင်းစတုမတူတို့တကားရီတို့တင်းလဲတို့ဒါခုနှစ်ရက်အတွင်းသုံးဆောင်လို့ရတယ်အဲ့ဒါမျိုးခုနှစ်ရက်အတွင်းသုံးဆောင်ဖို့ရတဲ့အတွက်လှူဒန်းတယ်ဆိုရင်ဒါတတာကာလိကလှူတာဖြစ်တဲ့အတွက်ကြောင့်ကာလဌာနဆင်းဝင်သွားတယ်နောက်တို့သူတော်စင်များရာဝဇီဝကထားပါတော့စီဂျိုကြီးတဲ့ဆရာတော်ဆိုရင် စီဂျိုစေးလှူတယ်ပေါ့သွေးတို့ကြီးတယ်ဆိုသွေးတို့ချစေးရဲ့ဖြစ်လှူတယ် တသက်လုံးအရာကိုကပ်ပြီးတဲ့အခါမှာအဲ့ဒီဈေးကိုတသက်လုံးဒီဖုန်းကြီးကဖုံးပေးလို့ရအဲ့ဒါမျိုးကဘာတော့ဆိုကာလာဒါနာချိန်ကာလာဖြစ်ခွဲအဲ့လိုလူတဲ့အဲ့ဒါဆိုတော့မနေ့ကလူရမယ့်ဥစ္စာကိုညသွားမလူနဲ့တဲ့အဲ့ဒါကာလာဒါနာမဖြစ်ဘူးပေါ့နောက်တကတိုးတော်စင်များဖြောရေးဆိုရင်ဒီနေ့ဖြောပြီးပြီးသားဖြောရေးနောက်နေ့မှသွားပြီးတော့မှကတ်တာမျိုးဒါကာလာဒါနာမဖြစ်တဲ့အရာတွေဒါကာလာတွေခွဲပြပြခဲ့တာပေါ့အဲ့ဒါဆိုတော့တိုးတော်စင်များကဒီကနေ့ဟာ အာစိဏကံကုသိုလ်အပြင်ဘာထပ်ရလဲဆိုရင်ကာလဌာနကုသိုလ်ထပ်ရတယ်။နော်ခက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 ်လူခဲ့ရ။တန်ဃာတော်ဒီမှာလဲဒီချိန်မှာခက်ခဲနေတဲ့ချိန်ခက်ခဲနေတဲ့ချိန်မှာငါတို့ကအခက်ခဲကိုချော်ပြီးတော့မှငါတို့73ချိန်မြောက်မရောက်ရအောင်သွားပြီးတော့ကတ်မယ်ဆိုတာဒါကာလဌာနနော်အခါကိုတိလှူတုံလင့်အသင့်ကောင်းကျိုးရတဲ့သူ့ရဲ့အကျိုးကအသင့်ကောင်းကျိုးရတဲ့တို့တို့တော်ချင်းများနော်အဲ့ဒါဆိုတော့ကာလဌာနရဲ့အလှူဌာနသည်မိမိဖြစ်လျာဘဝတိုင်းမှာ ိုချိမှာအသင့်ရောက်လာနေတဲ့အကျိုးတရားရတာပေါ့လောကီကောင်းကျိုးချမ်းသာဆိုရင်လည်းပဲအသင့်အပြည့်ရနိုင်တယ်ဒါကလဒါနနော်အဲ့ဒါဆိုတော့မြတ်စွာဘုရားလုံးတော်ဟာဘဝတိုင်းဘဝတိုင်းတော်တော်များများအသိဉာဏ်နဲ့ပေးလူခဲ့တာဆိုတော့ကလဒါနဖြစ်တာကလဒါနဖြစ်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခုနအလောင်းတော်တိတ်တတ်တမင်းသားဒီနောက်ဆုံးဘဝမှာဖွားမြင်ကန်ဒီမှာကြည်ချင်းကြီး၅ပါးကြည်တယ်ဆိုတာအဲ့ဒါတို့တော်စင်မြန်ဟိုကနေပြီးတော့မှ ုတိယနဗီယနေပြီးတော့မှနတ်သက်ကြွေတော့မယ်ဘုရားဖြစ်ဖို့ရဘုရားဖြစ်ဖို့တန်ပါပြီလို့ခြောက်ထားတဲ့ကာမှာလှမ်းပြီးတော့လူပြိုလှမ်းကြည့်တာအဲ့ဒါကြည်ချင်းချင်း၅ပါးဆိုတာခုနပြောလို့ပဲကာလဌာနရဲ့အခြေအနေပဲအဲ့ဒါဆိုတော့လူမှလည်းပဲပဋိသင်တွေဟိုဘက်ဘဝကနေဘဝတစ်ခုကနေဘဝတစ်ခုကိုပြောင်းပြီးတော့ပဋိသင်တွေဂိမ့်တော့ပဲဆိုရင်အဲ့ဒီလိုပဲဒီပုဂ္ဂိုလ်ဟာအာစိဏကံကုသိုလ်တွေများသလား ကာလဒါနကုသိုလ်ကံတွေများသလားအချိန်ကိုကြည့်ပြီးတော့မှသူရောက်ရမဲ့နေရာလေးကိုအချိန်တိုင်းပို့ချရတယ်။အဲ့ဒါကြောင့်တချို့ပုံကိုယ်တွေမွေးကလေးကိုကပဋိသင်တွေကိမ့်နေကိုကချမ်းသာတဲ့ပုံကိုယ်တွေဖြစ်တာ။ဘာမှလုပ်เสียမလိုဘူး။ဟိုဘက်ဘဝကနေပြီးတော့ဒီမိခင်ရဲ့ဒီမိသားစုရဲ့အတွင်းထဲမှာရောက်ဖို့ရအတွက်ကိုအတွက်ဟိုကနေကံန်းနေပို့ချလိုက်တာ။အဲ့ဒါကာလဒါနရဲ့အကျိုး။တချို့ကတောင်းတတယ်။ဟာအဲ့လိုဘဝလေးများရကျင်လိုက်တာဆို။အဲ့ဒါကာလဒါနရှိမှရတာ။ကာလဒါနမရှိဘဲနဲ့မရဘူး။ နော်အဲ့ဒါဆိုတော့မမွေးဖွားခင်နေကူခဒီပုဂ္ဂိုလ်ကချမ်းသာကြွယ်ဝမဲ့ပုဂ္ဂိုလ်အတိုင်းဝိုင်းမှာဖြစ်ရမယ်နောက်တစ်ခါဒုသရဇင်များတကယ်ကိုအစင်တန်းမြင့်နဲ့ဆွေမျိုးသားချင်းအတိုင်းဝိုင်းနဲ့မှာဖြစ်ရမယ်အဲဒီလိုမျိုးတွေကကံနေပို့ပြလိုက်တာကလဌာဏဖြစ်တယ်အဲအဲ့ဒါကောအခါကိုတိလူတုံလဲအသင်ကောင်းကျိုးရဆိုအသင်ဆောင်နေတာကုသိုလ်ရဲ့ကျိုးတွေအသင်ဆောင်နေတယ်သူမလာခင်နေဆောင်နေတာနော်အဲ့ဒါမျိုးတွေအများကြီးရှိတယ်လောကထဲမှာ သူနဲ့ကိုနဲ့တူတာမဟုတ်ဘူးဟုတ်တယ်မလားပုံကိုချင်းပုံကိုချင်းတယောက်နဲ့တယောက်တူတာမဟုတ်ဘူးတချို့ကကုနာသူဒီပုံကိုလေးမွေးလာမှလောတကတိတ်တာတို့ကြည်ပါလားဟုတ်တယ်မလားဟိုဘက်ဘဝအိတ်တမစ္စရိယများခဲ့တယ်ယဟန်ဘဝတော့ရခဲ့တာပဲဒါပေမဲ့အဲ့ဒီယဟန်ဘဝမှာပဲအိတ်တမစ္စရိယများခဲ့တဲ့အတွက်ကြောင့်ယဟန်တာကိုပြင်မှမိတယ်ဖြစ်လျာဘဝတိုင်းမှာသူမွေးတဲ့ကွာခြားလိုက်တာခြားပတ်လိုက်တာနော်ပထမဆုံးဘဝမှာမွေးလိုက်တယ်ဘာလို့ဆိုဟိုတက္ကသေးရွာမှာသွားမွေးတယ်လေဒါတိပီးသားဟုတ်တယ်မလား သူချီးတဲ့ဘက်ကဘာဆင်းရဲနေတော့တာအဲ့ဒါဘာလဲဆိုရင်ဣဒ္ဓမစရိယများပြီးတော့ကာလဒါနနဲလို့အဲ့ဒါဆိုတော့ဒုသူတော်ရှင်များဒီကနေ့ရတာဒီအထူးရတာဒီဘာလဲဆိုကာလဒါနဘာထပ်ရတာဒါပြောတာအသင်ကောင်းကျိုးရတယ်အဲ့ဒါဆိုတော့အထွတ်မြတ်ဆုံးဖြစ်တဲ့လောကုတ္တရာကောင်းကျိုးဆိုတာလေကာလတဏ္ဍချီးတဲ့ပုဂ္ဂိုလ်တွေရတာเนาะအဲ့ဒါဆိုတော့ဒုသူတော်ရှင်မြတ်ကြားဖို့ပါတယ်ယဟန္တာအရှင်သူမြတ်တွေဟာ နော်និយោဒတမဘဝင်စားတယ်ဆို9ရက်ဝင်စားတာကြာဘူးလို့နော်និយោဒတမဘဝင်စားတယ်ဖလားတမဘនិយោဒတမဘဝင်စားတယ်9ရက်လုံးဒီဖိုရဲ့ချမ်းသာလေးကိုခံစားနေတာနိဗ္ဗာန်ရဲ့ချမ်းသာလေးကိုခံစားနေတာစိတ်စေတသိက်တွေချုပ်ငြိမ်ပြီးတော့မှ9ရက်ကာလပတ်လုံးဘာမှမဖုံးပေးပဲနဲ့ဒီပီတိချမ်းသာလေးနဲ့ဒီတမာတိရဲ့ချမ်းသာလေးနဲ့ဒီတရားရဲ့ချမ်းသာမှုလေးနဲ့ဖိုရဲ့ချမ်းသာမှုလေးရဲ့ဒီချမ်းသာလေးနဲ့နေလာတာဘယ်နည်းရတော့9ရက် အဲ့ဒါကြောင့်ယဟန္တာတို့ပိစိကဗုဒ္ဓအရှင်သူမြတ်တို့ခွန်တရက်ဏိယောဒသမပတ်ဝင်စားပြီးတဲ့အချိန်ခွန်ရက်ပြည့်တာနဲ့ဏိယောဒပပကထတဲ့ရက်မှာဆုံးဖုံးပေးရရင်ပေးရမပေးရရင် ပြိဋိဘံဆန်တယ်ထမင်းအသက်ဘယ်နည်းရက်အဲပြိဋိဘံဆန်တယ်နော်အဲ့ဒါဆိုတော့ခွန်ရက်ကာလပတ်လုံးထမင်းမစားဘဲနဲ့ဆုံးမဖုံးပေးဘဲနဲ့ဏိရောဒသမပတ်ဝင်စားခဲ့တာဆိုတော့ ဒီခုနှစ်ရက်နိရောဓမဘာကထားတဲ့ချိန်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာတော့ဘာဖြစ်နေအောင်ဆိုတော့တကယ်လိုအပ်နေတဲ့အချိန်အဲ့ဒါပြောတာကာလဒါနဆိုတာတကယ်လိုအပ်နေချိန်အဲ့ဒါပြောအဲ့ဒါဆိုတော့ယဟန္တာရှင်သူမြတ်ကနိရောဓမဘာကနေထားတဲ့ကမလှန့်ကြည့်လိုက်တယ်လှန့်ကြည့်လိုက်တဲ့အခါမှာဩငါကတော့ဒီပုံကိုယ်ဒီပုံကိုယ်ကိုရှင်းမြောက်ရမှာတော့အဲ့ဒါသွားပြီးတော့ ချင်းမြောက်လိုက်တယ်ဆိုလို့ချင်းအဲ့ဒီနေ့လောင်ခွင့်ကာလဒါနလောင်ခွင့်ရတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌဓမ္မကုသိုလ်အကျိုးရတာတွေဒုသူတော်စင်များမောင်ပုံနာတို့မေဥတ္တရာတို့ကြားဘူးတယ်နော်အဲ့ဒါဗတ္တပတိကဆိုတဲ့ပုဂ္ဂိုလ်ဒူးလေးရဲ့အကြောင်းဒုသူတော်စင်များဒါလည်းပဲကြားကျင်လဲကြားဘူးလိမ့်မယ်ပေါ့ဒိဋ္ဌဓမ္မကုသိုလ်ရတာဒိဋ္ဌဓမ္မကုသိုလ်အဲ့ဒါကုနာပြောတယ်ဟိုမောင်ပုံနာတို့မေဥတ္တရာတို့ဆိုတာလှူလိုက်ရတာဒီကုနာပြောတဲ့ မောင်ပုံသားကလှူလိုက်ရတာဒီတပူနဲ့ဒါမျက်သိရေလေးပဲလှူလိုက်ရတာဟုတ်တော့မလားဒါအများကြီးပေါ့ဘူးဒါမဲ့တကယ်လိုရတဲ့ဟိုကနိရောဓသမဘကထားလာတဲ့ရှင်သာတိဘုရားမထေရအများကြီးနိရောဓသမဘကထားလာတဲ့အချိန်နောက်တကဒုသူတော်စင်များဟိုမေဥတ္တရာကလှူလိုက်တာလဲဘာလုံးဆိုရင်ဟိုသူ့ရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ပုဂ္ဂိုလ်ဟိုမတော်တဲ့မှာလဲထွန်ရင်းနဲ့သုံးဆောင်ဖို့ရအတွက်တနတ်စာလေးဟုတ်တော့မလားဒါဟင်းချမ်းလေးပဲဖြစ်မှာပဲကောင်းကောင်းမွန်မွန်တော့မဟုတ်ဘူး အဲ့နာလေးကိုတို့သူတော်စင်များလှူဒန်းခွင့်ရလိုက်တာကာလဒါနာအခက်ခဲနေတဲ့အချိန်တကယ်လိုအပ်နေတဲ့အချိန်ဒီအချိန်ရဲ့တို့သူတော်စင်များသူသူကိုယ်ကိုယ်ကတော့လိုအပ်နေတဲ့အချိန်ပဲဟုတ်တယ်မလားတန်ခါတော်ရှင်သူမြတ်တွေဘက်ကကြည်လည်းလိုအပ်နေတဲ့အချိန်လောကကြီးတစ်ခုလုံးနဲ့ကြည်လိုက်ရင်လည်းပဲတို့သူတော်စင်များတော်တော်များများသောပုံကိုယ်တွေဟာတကယ်အခက်ခဲရှိနေတဲ့အချိန်ပဲ ဒီလိုအခြေအနေမျိုးမှာလှူတာဒီဘာဒါနကာလဒါနခေါ်တဲ့ဒီနေ့တို့သူတော်ဆရာများကအာစိန်တကနှစ်စဉ်နှစ်စဉ်ရတဲ့ကုသိုလ်အပြင်ဒီကနေ့အထူးရလိုက်တာဒီပါတော့ကာလဒါနကုသိုလ်ပါကာလဒါနကုသိုလ်ဒီဖြစ်လျာဘဝတိုင်းမှာဘာဖြစ်လဲဆိုလို့ချင်းရင်ကိုယ်ကိုကုသိုလ်ရဲ့အကျိုးတရားဖြစ်တဲ့လောကီကောင်းကျိုးချမ်းသာအနန္တကလည်းပဲကိုယ်ကိုစီးကျိုးနေတယ်ကိုယ်ကိုစောင့်နေတတ်တယ်နော်အဲ့ဒါဆိုတော့တို့ကိုသွားရနေရာတိုင်းဟာအခဲအခဲမရှိ ါဒုသူတော်စင်များလွယ်လင့်တကူချမ်းချမ်းသာသာသွားနိုင်ခွင့်ဆိုတဲ့ဒါအကျိုးကျေးဇူးတွေရတာအဲ့ဒါဆိုတော့ဒုသူတော်စင်များကဒီကနေ့ဟာနေ့စဉ်နေ့စဉ်ရတဲ့အာစိန်တကံကုသိုလ်လည်းပဲဒီကနေ့ဖြည့်စည်းပူခွင့်ရပါတယ်အာစိန်တကံကုသိုလ်မပြတ်လေးကျက်ထားတဲ့ကုသိုလ်သည်အင်အားကောင်းတဲ့အတွက်ကြောင့်နောက်ဆုံးဘဝဒုသူတော်စင်များဘဝရဲ့ဏိကုံချုပ်ခန့်ဒီမှာဘာဖြစ်လဲလို့ဆိုရင်အဲ့ဒီကုသိုလ်ရဲ့အကျိုးကျေးဇူးကြီးအရင်ဆုံးလာမှာဖြစ်တဲ့အတွက်ကြောင့် ဲ့ဒီကုသိုလ်ရဲ့ကံကမ္မနမိတ်ဂရီနမိတ်ကိုဆွဲပြီးတော့မှကိုကကောင်းရာသူကတိဘုံဌာနကိုရောက်နိုင်တဲ့ဒါဂရီမြဲခြင်းဆိုတဲ့ဂျူဒီယာရနိုင်တာเนาะအာစိနေကံကုသိုလ်ကနောက်တကဒုသူတော်စင်မြာအဲ့ဒီအာစိနေကံကုသိုလ်ရဲ့အချိုးကနောက်တရနိုင်တာဒီကိုမှခိုင်မြဲတဲ့လက်စုပ်လက်ကင်ပေါ့လေကိုမှရကြည့်တဲ့စီးပွားဥစ္စာယရနာခိုင်မြဲတဲ့အချိုးတရားလည်းပဲဒါရတာအာစိနေကံကုသိုလ်เนาะ ဲ့ဒါဆိုတော့ဒီကနေ့အထူးရလိုက်တာဒီဘာလဲဆိုရင်ကာလဒါနကာလဒါနကောင်းမှု ကုသိုလ်ဒီလောကီကောင်းကျိုးချမ်းသာအနန္တလည်းပဲကိုယ့်ကိုစီးကြိုပြီးတော့စောင့်နေတတ်ပါတယ်လောကုတ္တရာအမျက်ချမ်းသာကိုလည်းပဲလွယ်လင့်တကူဖယပိစေကဗုဒ္ဓယဟန္တာအရှင်သူမြတ်ကြီးတို့ကဲ့သို့မဉ္ဇဉ်ဘုံဉ္ဇဉ်မြတ်နိဗ္ဗာန်တရားကိုလွယ်လင့်တကူရနိုင်နေဆိုတဲ့ကျူတရားရเนาะအဲ့ဒါဆိုတော့တို့သူတော်စင်များကဒီကနေ့ဟာငါတို့ အာဇိတကံကုသိုလ်လည်းပဲဖြည့်ဆည်းဖို့ခွင့်ရတယ်ဒီခေတ်ခါထူးထူးခြားခြားအခက်ခဲဆုံးနှစ်မှာခက်ခဲနေတဲ့ခေတ်ကာလကြီးမှာခက်ခဲနေတဲ့အချိန်ကာလမျိုးမှာလိုအပ်တဲ့အချိန်ကာလမျိုးမှာငါတို့လှူဒန်းခွင့်ရတဲ့အတွက်ကြောင့်ကာလဒါနကိုလည်းပဲငါတို့ဖြည့်ဆည်းဖို့လည်းရတယ်ဒီအာဇိတကံကုသိုလ်ကာလဒါနကောင်းမှုကုသိုလ်အစွမ်းအားကြောင့်ပုံကြမှာမကအဖွဲ့သူအဖွဲ့သားအလုံးတို့သည်ယနေ့မှစ၍ လောကီကောင်းကျိုးချမ်းသာအနန္တလည်းပဲကိုစီကိုစီပြည့်စုံနိုင်ကြပါစေလောကုတ္တရာအမြတ်ချမ်းသာဖြစ်တဲ့မညံဖိုညံမျက်နှိပ်ဗံတရားတူတရားမြတ်ကိုလင်းမြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ကိုစီပြုလွယ်နိုင်ကြပါစေလို့ဆုတောင်းခြင်းနဲ့ဓမ္မမေဃေနာဝတ္တံတေသဗ္ဗေဝန္တုအနာတဝါယိတ္တာပိစီမကတ္တတသောတပန္နာဘဝန္တုတေဓမ္မမေဃေနာ ျမ်းသာစဉ်တွင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးကလည်းလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စကန်းသိလျောကောင်းစွာဟောကြားတော်မူသောတရားတော်ဒီဟုသောမောတော်ကြီးကိုဝတ္တန်တိကြစေတိစေကျင့်ကြံစေဟုမသွေမေတ္တာချေချူကဖြင့်ကောင်းစွာဟောဖို့ကြွတ်သွန်ဖြိုလတ်တော်တပိဘဝဘဝတန္တရာကဒါနသာတာကောင်းမှုများကို ကြိုးစားမယုတ်လွန်အားထုတ်ခဲ့ကြကုန်ပြီသောအတင်တရားနာပရိသအပေါင်းသူတော်ကောင်းတို့သည်အနာတဝအတဝလေးပြကင်းစင်ကွာ၍ယဟန္တာထေချင်းသူတော်စင်သူမြတ်ကြီးတို့သည်ဘဝံတူယရဏာသုံးပါတကုအားကြောင့်ထင်ရှားပုံသေးဖြစ်နိုင်ကြပါစေကုန်သတည်း